်ကျဲအဲ့ရေထဲမှာဆိုပျော်နေတာအဲ့လိုရေကူးကန်ထဲမှာကူးရတာပဲဖြစ်ဖြစ်ဒီပင်လယ်ထဲမှာကူးရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးရေထင်ရုံပျော်နေတာလူကအဲ့လိုမျိုးဒီအသက်အနေရေပေါ့နော်ဒါအသက်အနေရေတခုလို့မမြင်မဲနဲ့ဒါကိုယ့်အတွက်ပျော်ရွှင်မှုတခုပေါ့အဲ့လိုမျိုးစိတ်ခံစားမှုလေးဖြစ်သွားတာပေါ့ open water ကိုပို့ပြောတယ်အဲ့လိုရေသေးမှာကူးရတာတည်းလို့ရေရှင်မှာကူးရတာပေါ့ဒီပင်လယ်အလေထဲမှာကူးရတာဒီ snorkeling လောက်တာဒါမှမဟုတ်ဒီ diving လောက်တာပေါ့နော်တခုမဟုတ်တခုကတော့အမြဲလောက်ဖြစ်တယ် ြေကူးတာလေးဟိုးငငယ်လေးတွေကအဖေကဟိုတင်သားတို့မောင်နှမ၃ယောက်စလုံးတင်သားဟိုလောက်ပဲရှိအောင်မယ်နှစ်တန်းသုံးတန်းလောက်ပဲရှိအောင်မယ်ရေကူးတင်တန်းပို့ပေးရအဲ့တော့ညရာတီဆိုလို့ရှိရင်အဲတခြားကလေးတွေဆိုနာကိုရီးယားမဟုတ်ဘူးအဲ့မှာအမျိုးသားရေကူးကံမှာရေကူးတင်တန်းသွားရတယ်အာသွားလို့ရှိရင်အာသုံးတန်းလောက်ကနေ၆တန်းလောက်ထိပေါ့နော်၃နှစ်ဆက်တိုက်လောက်အဲ့လိုမျိုးကူးဖြစ်တယ်ပေါ့နော် အဲအဲ့လိုပြိုင်ပွဲဝင်တဲ့အဆင့်လောက်ထိအဲ့လိုကူးဘူးတယ်ဒါမဲ့တော့ပြိုင်ပွဲတော့မဝင်ဖြစ်လိုက်ဘူးပေါ့အဲအဲ့အကြောင်းမျိုးပေါ့ငငယ်တွေကအဲ့လိုမျိုးဒီအခြေခံပပိုင်နိုင်နိုင်လေးတင်ထားတဲ့အခါကျတော့ရေမကြောက်တော့တာပေါ့ဟုတ်တယ်အဲ့ရေထဲမှာဆိုပျော်နေတာအဲ့လိုရေကူးကန်ထဲမှာကူးရတာပဲဖြစ်ဖြစ်ဒီပင်လယ်ထဲမှာကူးရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးရေထင်ရောပျော်နေတာလူကအဲ့လိုမျိုး ကိုကိုရိုင်းကဒီရေကူးတာနဲ့ပတ်သက်ပြီးတော့ confidence ရှိနေတော့ဒီဟာကိုကိုဒီအသက်အနေရေပေါ့နော်ဒါအသက်အနေရေတခုလို့မမြင်မဲနဲ့ဒါကိုအတွက်ပျော်ရွှင်မှုတခုပေါ့အဲ့လိုမျိုးစိတ်ခံစားမှုလေးဖြစ်သွားတာပေါ့ open water ကိုပို့ပြောတယ်အဲ့လိုရေသေးမှကူးရတာတဲ့လိုရေရှင်မှကူးရတာပေါ့ဒီပင်လေအလေထဲမှကူးရတာ snorkeling လောက်တာတို့အလိုဒီ beach တွေပါလာရဆိုလို့ရှိရင်ဒီ snorkeling လောက်တာဒါမှမဟုတ်ဒီ diving လောက်တာပေါ့နော်တခုမဟုတ်တခုကအမြင်လို့ဖြစ်တယ်ဒါပေမဲ့အခုရှားဒီကကြာတော့ဒါ diving လောက်တဲ့ရာဒီမဟုတ်တဲ့ခါကြာတော့ဒီ snorkeling လောက်ပဲပေါ့သူကလေတကယ် stress လဲပြည့်ရပြီးတော့ရေကိုပုံမှန်ကူးပေးရဆိုလို့ရှိရင်သူကဘာလေးချိန်ကမှလှုပ်စရာမလိုဒီကိုလုံးမှရှိသမျှအဲ့လိုမျိုးဒီ muscle တွေထိရဒီကိုလုံးမှရှိရအစီရဘန်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ အခုနောက်ပိုင်းမကူးပြတ်တော့ဘူးဆိုတော့သူကကျတော့ဒီရေကူးကံမှာကူးရဲဆိုတော့ကလိုရင်းအမြဲခတ်တယ်ခတ်တဲ့ခါကြလို့ရှိရင်ဒီသပင်းပျက်စီးတာလို့အသားကြီးပျက်စီးတာတော့ကလိုရင်းနဲ့အသားနဲ့ထင်ရင်အသား၆၆ကြီးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်အသားကြီးပျက်စီးဖို့ပိုပြီးယာကိုင်းတော့များတယ်ပေါ့အဲ့ဒါကြောင့်မလို့ဒီနေ့အသက်ကြီးရဲ့ချိန်ကြာမကူးပြတ်တော့တာကြိုးချားကြိုးချားလောက်ပဲပေါ့ဖြစ်တာအအမြဲတော့မကူးပြတ်ဘူးဒါပေမဲ့ဒီ beach ကိုလာပြီဆိုလို့ရှိရင်တော့အမြဲပင်လယ်ထဲဆင်းတယ် မစင်းလဲရေဥပန်လဲဆင်းတယ်ဒီရန်ကုန်မှာစွန်တော့တိတ်ပြီးတော့မကူးပြတ်တော့ဘူးဘာလို့ဆိုတော့အခုကလည်းနည်းအသားရေထိမ့်သိမ့်နေပိုင်းနဲ့ပို့ပြီးလှုပ်ဖြစ်နေတဲ့အခါကျတော့ဒီကလိုရင်းတို့ဒီစပင်ကလည်းရှည်တော့လေတခါတခါစပင်ကရေဆိုးပြီးရင်အဲ့လိုမျိုးပြန်ပြီး dryer နဲ့ချောက်ခံရတာလည်းဟိုဟာဖြစ်တယ်စပင်ကထူလဲထူတော့အဲ့လိုမျိုးပေါ့အခက်ခဲလေးတွေရှိရတိတ်တော့မစင်းပြတ်တော့ဘူးပေါ့ ဟုတ်တယ်ပေါ့ပေါ့ပါပါလေးပဲပေါ့ပေါ့ပါပါဟိုလူတွေကြည့်နော်ပေါ့ပေါ့ပါပါဒါပေမဲ့ဘယ်လိုပြောမလဲတော်တော်ပင်ပန်းနေပင်ပန်းနေဆိုတာဘာလဲဆိုတော့လှိုင်းမူးလာအလှေရက်ရက်ထားတော့အခုက तू ကပင်လယ်ထဲမှာအော်ဒီရာဒီဆိုပေးမထွက်ဘူးလေပေးမထွက်ဘူးဒါပေမဲ့ဒါနားလည်မှုနဲ့သွားတိုင်းကပုံမှန်တခြားရာဒီတွေထက်ပိုကြီးရယ်လှိုင်းကြီးရဲ့ခါကျတော့လှေကဒီလိုငင်ငင်လေးရက်ထားရင်ဒီလိုလူးလို့လူးနေတော့အမူးရတဲ့သူဆိုမူးရအမားတော့နည်းနည်းလေး ပြို့တယ်လို့လို့အဲ့လိုမျိုးအန်ဂျင်တယ်လို့လို့ရင်းနေရလှက်လှိုက်ပြီးအန်ဂျင်တယ်လို့လို့ဖြစ်သွားသေးရဲ့ဒါပေမဲ့လည်းဟိုနည်းနည်းလေးဟိုအချိုပါတဲ့ဖြော်ရည်လေးတောက်လိုက်တော့အဆင်ပြေသွားတာနေလဲထောက်ချောက်ပူနေရလေအသားကြီးကိုချက်ချင်းချိန်သွားတာတူတူတုံတူတုံဖြစ်သွားတာอืมအဲ့လိုမျိုးကိုမြန်မာကိုဒါဒီကျွန်တော်ရိုက်မှာမှတော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ခုမှဒါ first time သူနဲ့ပြန်ဆုံတာဟုတ်အရင်စကားတွေတော့ရိုက်ခဲ့ပါရှင်เนาะอืม အများကြီးပဲသူနဲ့ရသူနဲ့ရရုပ်ရှင်ကားကြီးတွေရဒီဗီဒီယိုခစ်တော့သူပထမအောင်ဆုံးရိုက်တဲ့ကအမနဲ့လीအဲအမနဲ့ရိုက်တာစကားနဲ့မဲတော့မမှတ်မိတော့ဘူး